ုမြင်တွေ့ရမယ့်ဖရားကတော့ပကံမျိုးဟောင်းတောင်ပီရွာအေရီမြကန်းတဘေးမှာရှိတဲ့ရွှေကွန်ချာဖရားပဲဖြစ်ပါတယ်။ဒီရွှေကွန်ချာဖရားဆိုရင်ဗကံမှာရှိတဲ့ထူးခြားတဲ့ငါးမျက်နှာဖရား18စုထဲမှာတဆူအပါဝင်ပဲဖြစ်ပါတယ်ခင်ဗျာ။ဒီရွှေကွန်ချာဖရားကအရင်တော့ကတော့လူသူအယောက်ပေါက်နေပါတယ်။တိတဲ့လူတွေတအားနေပါတယ်။ကျွန်တော်တို့ဒီ 2000ခုနှစ်နောက်ပိုင်းอ่ะပေါ့เนาะ2000ခုနှစ်နှောင်းပိုင်းอ่ะရိုက်ကူးခဲ့တဲ့ဗကံမြို့သူဇက်ကားထဲမှာပေါ့เนาะမဆောလက်အဖြစ်တရုတ်ဆောင်နဲ့မေမြင့်မူကတောင်းဖြစ်တရုတ်ဆောင်နဲ့ကိုမမောင်ကြီးကိုစောက်မြော်တဲ့နေရာအနေနဲ့ရိုက်ကူးခဲ့ရမှာစပြီးတော့မဆောလက်မြော်တဲ့ပေါ့เนาะဟိုကိုမောင်ကြီးကိုမြော်တဲ့နေရာလေးဖြစ်နေထင်ရှားသွားရမှာယခုအခါတော့လူသူရောက်ပေါက်များလာပါတယ် ်နောက်ပြီးတော့ဒီရွှေကုညာဖျားနဲ့ပတ်သက်ပြီးဗဇက်ရာဆိုရင်တပုတ်လည်းရှိပါတယ်ဒါကတော့မတိကြရတဲ့ကျွန်တော်မပြောတော့ပါဘူးအာကျန်စစ်သားမင်းလက်ထက်ကဖျားဟိုတဲခဲ့တော့ဖျားဟုသိရပြီးတော့အာတနင်းကနေတာမီနှစ်ယောက်ကိုစတဲ့ပြီးတော့တဲခဲ့တဲ့ဖျားလို့လည်းသိပါတယ်တားဖြစ်သူကထွက်ပြေးတဲ့ခါမှာကွန်ချာနဲ့အုပ်ပြီးဖမ်းခဲ့ရတဲ့အတွက် ရွှေကွန်ကြဖျားဟုမဲ့ခေါ်တယ်လို့လည်းသိရှိရပါတယ်။ဒါပေမဲ့ဒါတွေကဗဇက်ရာဇဝင်ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့တေချာချောင်းကိုတော့မပြောလို့ပါဘူး။ဒါပေမဲ့ဒီရွှေကွန်ချာဖျားဟာဆိုရင်ပကံမှာမြစ်ရှုခင်းအရန်လာတဲ့ရှုမြောက်ခင်းဖျားတစုဖြစ်နေနမဲကျော်ထင်ရှားလာပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့မိတ်ဆွေများပိတ်သက်များအနေနဲ့လည်းပကံကို ရောက်ရှိခဲ့သည်ဖြစ်သောအလဲအပတ်သွားရောက်ခဲ့သည်ရှိသောဤကဲ့သို့မြကန်းရှုကင်းတအားလှပါရဲရွှေကွန်ကြာဖရာကိုသွားရောက်ဖူးမြော်ဖို့အတွက်ကျွန်တော်တို့ new challenge travel management solution ပေးမှစေတနာထားရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာကျွန်တော်ပေးတဲ့မြတ်အားလုံးမင်္ဂလာနှစ်သစ်ဖြစ်ကြပါစေခင်ဗျာ